ရှမသက်ခရဝင်ခန်းကြီး19အခန်းငယ်16မှာလူငယ်တယောက်ကသခင်ယေရှုစီကိုရောက်လာပါတယ်။ဘာကြောင့်ရောက်လာလဲဆိုရင်အဲ့ဒီလူငယ်ကထာဝရအသက်ကိုလိုချင်လို့ဖြစ်ပါတယ်။ဒါကြောင့်သူကသခင်ယေရှုခရစ်တော်ကိုမေးခွန်းမေးခဲ့ပါတယ်။ဘလို့မေးခဲ့လဲဆိုလို့ရှိရင်သခင်ယေရှုနော်ထာဝရအသက်ကိုရဖို့ရန်အတွက် နော်အဘယ်ကောင်းမှုကိုပြုရမလဲ။ဘလို့အသက်ရှင်ရမလဲလို့သူမေးခဲ့တာဖြစ်ပါတယ်။ အဲ့တော့နံပါတ်1ချက်သခင်ရှိခွတ်တော်ကဘာပြန်ပြီးဖြစ်ကြလဲဆိုရင်သာရတက်ကိုရလို့လင်အသက်ရှင်ခြင်းသို့ဝင်စားလို့လင်သင်ကနံပါတ်1ဘာလုပ်ရမလဲပြည့်ညတ်တော်တွေကိုစောင့်ရှောက်ပါလို့ပြောပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီနေ့ အဲသခင်ယေရှုခရစ်တော်ကိုယုံကြည်ပြီးရင်သခင်ယေရှုခရစ်တော်ပြောခဲ့တဲ့နှုတ်ကပတ်တော်တမန်တရားကိုနာခံလိုက်လျှောက်ဖို့တာဝန်ရှိပါတယ်။ဘာကြောင့်လဲ?သခင်ယေရှုကိုယ်တိုင်ကကိုဟာပြည့်ညတ်တရားတွေကိုစောင့်ရှောက်ပါလို့ပြောခဲ့လို့ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဒီဓမ္မဟောင်းကပြည့်ညတ်တရားတွေကိုတော့သွားပြီးစောင့်ရှောက်ဆရာမလို့တော့ဗိမဲ့သခင်ယေရှုကဓမ္မတစ်မှာပြောခဲ့တဲ့တောင်ပေါ်ဒေသနာမှာစပြီးတော့မှရှမတ်သက်73မှာပြောခဲ့တဲ့ကောင်းကင်နိုင်ငံတော်နဲ့ဆက်ဆိုင်တဲ့နာခံခြင်းတွေကိုတော့ကျွန်တော်တို့ဟာနာခံရမယ်ဆိုတာကို နားလည်စေချင်ပါတယ်စိတ်နှလုံးသားထဲမှာယုံကြည်တဲ့စိတ်ရှိုံနဲ့ပြီးသွားတာမဟုတ်ဘူးဆိုတာကိုလည်းသိစေချင်တယ်အဲ့တော့သခင်ရှုခွတ်တော်ကပြည့်ညတ်တော်တွေကိုဆောက်ရှောက်လို့ပြောတဲ့အခါမှာအဲ့ဒီလူလင်ကဘာပြန်ဖြေလဲဆိုရင်ကျွန်တော်ကအဲ့ဒီပြည့်ညတ်တွေကိုငယ်သောအရွယ်ကနေဆောက်ရှောက်ခဲ့ပါတယ်လို့ပြန်ပြီးဖြေတဲ့အခါမှာသခင်ယေရှုခရစ်တော်ဟာတစင့်တက်ပြီးတော့มาပြောပါတယ်ဘလို့ပြောလဲဆိုရင်ဟုတ်ပြီမင်းကပြည့်ညတ်တော်တွေကိုဆောက်ရှောက်ပြီးပြီဒီတက်ကိုပို့ပြီးတော့มาမင်းကစုံလင်ခြင်းနဲ့ဆိုရင်တော့ မင်းအိမ်ကိုပြန်သွားပါပြီးရင်မင်းမှာရှိတဲ့ဥစ္စာပစ္စည်းတွေကိုရောင်းချပြီးတော့မှရတဲ့ငွေကြီးတွေကိုစင်းရဲသားတွေကိုပေးလိုက်ပါပြီးရင်မင်းငါနောက်ကိုလိုက်ခဲ့အဲ့လိုပြောလိုက်ပါတယ်အဲ့တော့လူတွေကကျွန်တော်တို့လူလူတွေကเนาะအပြင်တန်ဆွတ်လွတ်ရမယ်ဆိုရင်တော့ဆွတ်လွတ်နိုင်တယ်เนาะကျွန်တော်ငွေချေးတသိန်းရှိတဲ့ထက်ကနေတရာဆွတ်လွတ်မယ်ဆိုဆွတ်လွတ်နိုင်တယ်လှူနိုင်တယ်ဒါပေမဲ့တသိန်းရှိတာကိုတသိန်းလုံးကတော့ဆွတ်လွတ်ဖို့ခက်ကြတယ် အဲ့တော့ဒီလူလင်လည်းထို့အတူပဲသူ့မှာရှိတဲ့စီးစင်ဥစ္စာချမ်းသာတွေကိုအကုန်ရောင်းပြီးတော့မှသခင်ယေရှုခရစ်တော်နောက်ကိုလိုက်ရမယ်လို့သခင်ယေရှုခရစ်တော်ကပြောတဲ့အခါသူဟာနားမလည်နိုင်ပဲနဲ့เนาะစိတ်မသာစွာနဲ့ထွက်သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဆိုရင်ကျွန်တော်တို့စဉ်းစားစရာရှိတာကဘာဖြစ်လို့သခင်ယေရှုခရစ်တော်ကပြည့်ညတ်တော်တွေကိုဆောင်းရှောက်ယုံမရပဲနဲ့မကပဲနဲ့ရှိသမျှကိုရောင်းပြီးတော့မှသူ့နောက်ကိုလက်ခိုင်းလဲဆိုရင် ကောင်းကင်နိုင်ငံသွားမဲ့သူဟာသခင်ယေရှုခရစ်တော်ကိုတရားရာဂိုင်းတို့အကျွင့်မဲ့ယုံကြည်ခြင်းနဲ့နာခံအသက်ဆင်စေခြင်းလို့ဖြစ်တယ်။တကယ်လို့ကျွန်တော်တို့မှာတာဥစ္စာပစ္စည်း၊လေယာချမ်းမြေ၊ကျွေးနွားတရိတ်ဆန်တွေရှိနေမယ်ဆိုရင်ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုတရားရာဂိုင်းတို့အပြစ်စိတ်နှလုံးသားမှာမယုံကြည်မအံ့နံနိုင်လို့ဖြစ်တယ်။အဲ့တော့ဒါလေးကိုနားလည်ပြီးတော့မှကျွန်တော်တို့ယုံကြည်ခြင်းအပြည့်နဲ့နောက်တော်လက်